လွန်ပိုင်ကိုအမျက်ဆုံးပိုင်ဆိုင်ခြင်းနေပြီဖြစ်ကြောင်းတွယ်ဝိုက်ပြီးထုတ်ပြောလာခဲ့တဲ့နန်ဆုယရီဆုံအလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေချက်ဆူလိုက်ပါတယ်နန်ဆုယရီဆိုကတော့ရေဆက်ဆုံလို့အမျက်အတူထွေးနေရတာပါလို့ပြောခဲ့ဖို့တဲ့လွန်ပိုင်နဲ့တတလုံးရေဆက်ဆုံခြင်းနေပြီးလာလို့တော့ထင်မှတ်သွားစေမဲ့စကားမျိုးကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်နန်ဆုယရီဆိုကအစောကြီးဖန်နဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာအိုမုံရဲ့ CEO ဖြစ်တာဝန်ယူနေပြီးစီးပွားရေးလုပ်တွေလုပ်ကိုင်နေတဲ့တလုံး တဖက်မှာလည်းအနှွေပြညအလုပ်တွေကိုမပြတ်တမ်းလုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။အရင်နောက်မှာတော့နန်ဆွန်ရီစိုးတရားလွှတ်မိုင်းနဲ့ဘလလိုညာလိုလိုသတင်းတွေထွက်လာခဲ့ပြီးဘရဒတ်တီရဲ့ဝေဖန်မှုတွေကိုခံခဲ့ရတာပဲဖြစ်ပါတယ်။လွှတ်မိုင်းဟာဘော်ဘီဆက်ဆာနဲ့စနစ်ကြောကြာလက်တွဲခဲ့သူဖြစ်ပြီးဘရဒတ်တီကမှနမဲချင်းအနှွေပြညရှင်ဆုံးတွဲတွေဖြစ်ခဲ့တာပေါ့။ဘော်ဘီဆက်ဆာနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့လွှတ်မိုင်းကနန်ဆွန်ရီစိုးနဲ့ဇလန်းတွေရှိခဲ့ပြီး စနေကြောကြတွဲခဲ့တဲ့ကောင်မလေးပေါ်သစ္စာမရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်နမဲဆိုးတွင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်လွတ်မိုင်းတဲ့နတ်ဆိုးတို့တွဲခဲ့တဲ့အချိန်မှာတော့ဝေဖန်မှုတွေခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကတော့အားလုံးကိုမျက်ကွယ်ပြုထားပြီးရှေ့ဆက်သွားနေကြတာအခုဆိုရင်ဘရက်ဒတ်တွေတောင်လက်ခံလာကြတဲ့အထိပါပဲ။ မလတရနေ့ကကျင်းပခဲ့တဲ့စိတ်နှံတော်ရွှေဆိုင်ဖွင့်ပွဲတစ်ခုမှာတော့လွမ်းမိုင်ရဲ့36နှစ်ပြည့်မွေးနေ့နေ့ဗရေးကိတ်ကိုစိတ်နှံတော်ရွှေဆိုင်ကနေစီစဉ်ပေးခဲ့ပြီးနတ်ဆုကစတိတ်စင်ပေါ်မှာကိတ်ခွဲပေးခဲ့တယ်လို့မွေးနေ့ဆုတောင်းနေလဲပြောလာခဲ့တာပါလွမ်းမိုင်ကလည်းနတ်ဆုကိုခွန်ကြွေးခဲ့ပြီးနှစ်ယောက်သားချစ်ချင်နိုးနေတာပဲဖြစ်ပါတယ်နတ်ဆုရဲ့ရင်တလန့်လန့်ဖြစ်ပြီးရှောက်သွေးဖြာနေတဲ့ပုံရိပ်တွေကပရိသတ်တွေကြားမှာပေါ်လွင်နေခဲ့တာပါဘလောက်ပဲရေဆက်ဆုံးလို့အတူတွဲနေရတာပါလို့ဖုံးကွယ်နေပါစေအချစ်တွေအပြင်းနဲ့မျက်ဝန်းတွေကတော့ဟမ်ဆောင်နိုင်ခဲ့ကြပါဘူးနောက်ပြီးနတ်ဆုတယောက်တို့မတို့ ဲ့တို့ပွဲထွက်လာခဲ့တဲ့ရွှေမုံရတီကိုအားကျောင်းနေတဲ့အကြောင်းဖွင့်ပြလာခဲ့ပါတယ်။ရွှေမုံရတီဟာအစောရွှေထွန်းနဲ့အရန်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်တနိုင်ငံလုံးကသိထားကြတာပါ။ ရွှေထွက်ကရွှေမုံရတီကိုကလေးလေးတယောက်လိုအလိုလိုက်ပြီးအရန်ချစ်ပေးတက်တာကြောင့်ပရိသတ်တွေကအားကြောက်ရတဲ့အထိပါပဲ။အခုတော့ပရိသတ်တွေတမကနတ်ဆုကပါရွှေမုံရတီနဲ့ရွှေထွက်တို့ကိုအားကြောက်နေတာပဲဖြစ်ပါတယ်။နတ်ဆုကရွှေမုံရတီအနေနဲ့ရွှေထွက်လိုတေးတေးဆိုတယောက်ကိုအမျိုးသားဖြစ်တောင်းဝင်ယူထမ်းရတာဟောင်းရန်ကန်ကောင်းကြောင့်ထုတ်ပြောလာခဲ့ပါတယ်။ရွှေထွက်ကရွှေမုံရတီအတွက်တခြင်းနဲ့ရေးပေးပြီးကျူပြတက်တာကြောင့်သူမအနေနဲ့လည်းရွှေမုံရတီလိုမျိုးတခြင်းနဲ့အကျိုးခံရမယ့်ဘဝလေးကိုပိုင်ဆိုင်ခြင်းနေပြီးဖြစ်ကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့လွှမ်းမိုက် ုင်ကလည်းတေးတေးဆိုတယောက်ဖြစ်တာကြောင့်နန်းစုရဲ့ဇကားတွေဟာလွန်မိုင်ကိုရွယ်ပြီးပြောနေတာအသိသာကြီးလို့မှတ်ချက်ပေးလာကြတာပေါ့နန်းစုအနေနဲ့မင်းကလေးဖြစ်လို့သာအခုလိုမျိုးတဝိုက်ပြီးပြောနေပေမဲ့သမားရဲ့ရင်ထဲမှာတော့လွန်မိုင်ကိုအမျက်ဆုံးပိုင်ဆိုင်ခြင်းတားဖြစ်မယ်လို့ထင်ကြပေးလာကြတာပေါ့တချို့ကလည်းဂျီဖတ်ကသမားတက်ရွယ်ပြီးရေးပေးခဲ့တဲ့ယူအောင်ချရာသူတို့သမားကိုရွယ်ပြီးရေးဆက်တီးဆိုခဲ့တဲ့အကယ်၍လက်ထပ်ဖြစ်ခဲ့ကြရင်ဆိုတဲ့သတင်းတွေကိုမေးဖြစ်လိုက်ပြီးလာလို့တောင်စောင့်နေကြတာပဲဖြစ်ပါတယ် ဒါပေမဲ့လွှမ်းမိုင်ကလည်းသူမအတွက်အချင်းရေးဆိုဆိုတဲ့တခြင်းကိုရေးသားပေးခဲ့ပြီးနှစ်ယောက်သာတူတူတီးဆိုထားကြတာပဲဖြစ်ပါတယ်။ဘရက်တတ်တို့အနေနဲ့ရောလွှမ်းမိုင်ကိုအမြန်ဆုံးပိုင်ဆိုင်ချင်နေပြီဖြစ်ကြောင်းတဝိုက်ပြီးပြောလာခဲ့တဲ့နတ်ဆုနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။